ကျွန်တော်တချိန်တစ်ခါကခဏဝင်ကစားသမားဗျာကျွန်တော်အကုန်လုံး respect ပေးရတယ်လေးစားအားကြရလောက်ထိကောင်းနေဆိုရယ် onic ခါခဲ့ရတယ်တယောက်ဖြစ်တဲ့ UD ဘာဖြစ်ပြက်နေရလဲဒီကြားထဲမှာပေါ့နော် rumor တွေအများကြီးထွက်နေတယ်ဒီ Indonesia ကနေလာတဲ့ player တယောက်ကလေးရှားမှာ Indonesia ကလာတဲ့ player တယောက်က MSCY တုံးနေတယ်ချင်းချောင်းမှုတွေလုပ်နေတယ်ဆိုပြီးမှ rumor တွေပေါ့ဗျာ screen shot တွေ leak တွေအတောက်လျှောက်ပြန့်နေရယ်အဲ့တော့မလေးရှားမှာလာဆော့နေရင် Indonesia player တွေတော်တော်များတယ်ဗျာ wall တို့အဲပြီးသွားလို့ရှိရင်ဒါ AE က round day တို့ပါလို့လည်းကြံနေသေးတယ်ပြီးတော့ UD ပေါ့ဗျာအဲ့တော့ကြားထဲမှာအဲတော်တော်လေး leak တွေပြန့်လာတဲ့အချိန်ဒီမှာဘယ်သူလဲပေါ့နော်ဒီ day လိုက်စုံစမ်းကြည့်တဲ့အချိန်ဒီမှာ UD ဆိုပြီးမှအဲသူတို့အနေနဲ့ဒီဆွဆွဲချက်တွေရှိလာတယ်အဲသူတို့မီးကြည့်တဲ့အချိန်ဒီမှာပေါ့နော် အရင်ဆုံးဒါဂျူလီယန်လို့ခေါ်တဲ့ဒီအကောက်ပိုင်းရှင်ပေါ့နော်ဒါဦးဒေးဦးဒေးလို့ယူဆရတယ်ပေါ့သူကအရင်ဆုံးဆော်လေးတပွေတွားပြီးတော့ဖလစ်တာဗျာအမ်ဖလက်တော့ခါကျတော့အဲ့ဆော်လေးကနေပြီးတော့အပြင်မှာတွေ့ကြမယ်ပါညာပေါ့โอเคသူကစင်ငယ်ဖြစ်ကြောင်းပါညာတွေပြောပြီးတော့ flat ပြီးတော့အဲ့မှာတွေ့ရောသူမွေးရေးစေဝါးတွေတုံးနေတယ်ဒီ idea လိုလိုတုံးနေတယ်ဖြစ်ကြောင်းပြောတယ်ပြောပြီးတော့အဲသူလည်းနင်းလဲတုံးမှာလားပါညာပြောတော့ပေါ့နော် ပြောပြီးခါကျတိုးသွားတယ်အတိုင်းမဲ့ ဘေးဘောဝင်ကျမှာရှိရတဲ့သူတွေအကုန်လုံးကဒါသူ့ကိုတွေ့လိုက်တဲ့သူတွေကဒါဦးဒေးပေါ့ကွာဦးဒေးကတော်တော်လေးပျောက်ဆုံးနေရကြပြီဗျအင်အက်တစ်ဖြစ်နေတဲ့ပလေယာဆိုရှယ်မီဒီယာမှာတော့ပျောက်ဆုံးနေတဲ့ပလေယာဖြစ်တယ်ဗျအဲလူတွေကတော်တော်လေးစိတ်ဝင်စားနေကြတယ်ပေါ့ဗျအဲ့ချိန်ဒီမှာဦးဒေးကလည်းတာငါနဲ့တခြား professional player တယောက်နဲ့ရုပ်ဆင်တိုင်းနေမှာပါဆိုပြီးမှသူတို့ပြောခဲ့တာပေါ့ဗျာကောင်မလေးကနေပြီးတော့ဦးဒေးမန်တည့်ရဲ့အချိန်ဒီမှာသူ့ရဲ့ main mar ဘာလို့ဆက်တွေ့တာပေါ့သူဦးဒေးကအင်ဒိုနီးရှားမှာကလေးက main mar လေးရှိရယ်ကလေးလေးရှိရယ်အဲ main mar ကိုကလေးရောခေါ်ပြီးရယ်ဒီမလေးရှားမှာလာပြီးတော့နေကြတယ်ပေါ့ဗျာ အဲ့တော့အဲ့ဒါကိုသိရချိန်မှာသူမင်းမောင်ကချင်းချောက်မှုတွေလုပ်တယ်ဒါလည်း rumor ကြီးပြန်ကြားရတယ်ပေါ့နော်အခုလက်ရှိအချိန်ဒီမှာအဒီသတင်းတွေကဒါ UDC ကိုတိုက်ရိုက်ကြီးကိုကျွန်တော်ချက်တွေဖြစ်တယ် UDC ကနေပြီးတော့တုံ့ပြန်မှုတွေကတခုမှကိုမကြားရသေးဘူးဘာမှကိုမတုံ့ပြန်သေးဘူးဒီပေါ်မှာပေါ့နော်ဟုတ်တာလားမဟုတ်တာလားဆိုတာသူဘာမှမပြောသေးဘူးဟုတ်တာလားမဟုတ်တာလားဆိုတာသူဘာမှမပြောသေးဘူး home point ရဲ့ပိုင်းရှင်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးသူရှင်းနေနေပြောမယ်ဆိုပြီးမှတော့ပြောထားတယ်ပေါ့နော်လက်ရှိကတော့ လက်ရှိ saturation ကတော့စုံစမ်းနေစေကာလာတခုပဲဖြစ်ပါတယ်ကျွန်တော်စဉ်းစားမိတဲ့အရာတခုကဥဒေးကဥဒေးသာဥဒေးရောဟုတ်ပါမလားဗောဗျာမေဒီသူသူ့ဘော်ဆွဆွဲချက်တွေကတကယ်ဟိုပြင်းဒါတူလို့ထွက်နေတဲ့ဥဒေးလို့ထွက်နေတဲ့အရာတွေကတော်တော်လေးကိုတိကျတည်ကြတဲ့အရာတွေထွက်နေတယ်ဗောနော်ဒါပေမဲ့တဖက်ကပြင်ပြီးစဉ်းစားကြည့်လို့ရှိရင်လေဒါအင်ဒိုနီးရှားမှာသူက live stream တွေလုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့မှာဒီဘက်တီးရီးယားဂျင်ညာရာမျိုးတွေတခြားသောဒီ လောင်ကစားတွေကဘက်တင်တွေလောင်ကစားတွေကကြီးညာတာမျိုးပေါ့နော်သူတို့မမ်ဘာရှစ်တွေပြီးရယ်စူပါချက်တွေပြီးပြီးတော့အမှန်ကြီးညာတာမျိုးဆိုရင်တော့မှသူကတော်တော်ကြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာဗျာဒီအင်ဒိုနီးရှား YouTube stream တွေမှာဆိုလို့ရှိရင်တော့မှအဲ့လိုဒီလိုမျိုး player တယောက်အနေနဲ့ပြီးတော့ဘာသာရေးလည်းကိုင်းဆိုင်နေ mentality personality အရင်ကိုအကောင်းဆုံးနဲ့ဒီ player တယောက်အနေနဲ့ဒီလိုမျိုး rumor တွေအဲဒီလိုမျိုးဆွဆွဲချက်တွေတိကျတိကျရဲဆိုရဲဆွဆွဲချက်တွေက I can't believe ျွန်တော်ယုံအောင်မယုံနိုင်ဘူးပေါ့ဗျာပုံဝင်လင်းပြောရရင်အရှိအနေထားတိကတော့ဟုတ်လားမဟုတ်လားဆိုတာသူကိုယ်တိုင်ဝင်ခံထားခြင်းတော့မရှိသေးဘူးမျိုးဖြစ်သွားမလဲပေါ့ဗျာဒီကိုရောဒီပုံမှာဘယ်လိုမျိုးမြင်လဲအောက်က comment section မှာဝင်အောင်ဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်ကတော့ SD4D မှာဖြစ်ပါတယ်